်မင်္ဂလာပါရှင်အခုဆိုရင်အကျန်းဖတ်စေအုပ်စုဟာတရားမဝင်ရွေးကောက်ပွဲတစ်ခုပြုလုပ်နိုင်မှုအတွက်လူမှုကိုဖိနှိပ်ပြီးထောင်နှံတွေအပြင်တည်ရန်အထိချမှတ်နိုင်တဲ့ဥပဒေတွေကိုပြင်ဆင်ထုတ်ပြန်နေပြီးတစ်ဖက်မှာလည်းလူမှုကိုဖိနှိပ်ဖန်ဆီးတပ်ဖြတ်မှုတွေစက်တိုက်ပြုလုပ်နေပါတယ်ဒါရင်းနဲ့အတူအရက်သားတွေကိုပြစ်မှတ်ထားတဲ့ဆိုးရွားတဲ့ဆေးရဆွေးမှုတွေကိုစက်တိုက်ကျူးလွန်နေပါတယ် အမျိုးသားညီညွတ်ရေးအစိုးရရဲ့လူ့ခွင့်ရေးဆိုင်ရာဝင်ကြီးဌာနကဒီလိုကျူးလွန်မှုတွေကိုတပ်သိအထောက်အထားအပြည့်အစုံနဲ့စုဆောင်းထားပါတယ်။ဒါဟာနိုင်ငံတကာကအကြမ်းဖက်ဆဲအုပ်စုကိုအရေးယူနိုင်မှုနဲ့ကျူးလွန်ခံရသူတွေရဲ့နေနာမှုအတွက်တရားမျှတမှုရဖို့အတွက်တပ်သိမှတ်တမ်းတွေဖြစ်ပါတယ်ရှင်။ဒီမှာကတော့2025ခုနှစ်စက်တင်ဘာလအတွင်းမှာအကြမ်းဖက်ဆဲအုပ်စုကမြန်မာနိုင်ငံတော်မှာ ကျူးလွန်ခဲ့တဲ့လူခွင့်ရေးချိုးဖောက်မှုတွေကိုအစီရင်ခံတင်ပြပေးသွားမှာပဲဖြစ်ပါတယ်။စက်တင်ဘာလတလအတွင်းမှာပဲစစ်အုပ်စုဟာတရားလက်လော့တပ်ဖြတ်မှုဖြစ်စဉ်မှာ120ကိုကျူးလွန်ခဲ့ပါတယ်။အဲ့ဒီအပြင်အကြမ်းဖက်စစ်အုပ်စုကအရသာပြည်သူတွေအပေါ်လေကြောင်းတိုက်ခိုက်မှုတွေလည်းဆက်လက်ကျူးလွန်နေဆဲဖြစ်ပါတယ်။စက်တင်ဘာလအတွင်းလေကြောင်းတိုက်ခိုက်မှုစုစုပေါင်း189ကြိမ်တိုက်ခိုက်ခဲ့ပြီးအဲ့ဒီတိုက်ခိုက်မှုတွေကြောင့် ြည်သူ182ဦးသေဆုံးပြီး285ဦးဒဏ်ရာရခဲ့ပါတယ်။လေကြောင်းတိုက်ခိုက်မှုကြောင့်သေဆုံးသူတွေထဲမှာ အသက်18နှစ်အရကလေးငယ်35ဦးပါဝင်ပါတယ်။လေကြောင်းတိုက်ခိုက်မှုအများဆုံးခံခဲ့ရတာကတော့မန္တလေးတိုင်းဖြစ်ပြီးတော့58ကြိမ်အထိတိုက်ခိုက်ခံခဲ့ရတာကိုတွေ့ရပါတယ်။အလားတူပဲအကြံဖတ်ဆဲဆိုဟာလူတို့ကိုအစုလိုက်အပြုံလိုက်တပ်ဖြတ်မှုတွေကိုလည်းဆက်လက်ကျူးလွန်ခဲ့ပါတယ်။ဖုံးကြောင်ကြီး ဖုန်းချောင်းကြီးကွာဖုန်းချောင်းကြီးကဖုန်းချောင်းကတည်းကမင်းကိုတောက်တော့စတင်မာလာတလာထဲမှာပဲနိုင်ငံတော်မှာအစုလိုက်အပြုံလိုက်တပ်ဖြတ်မှုပေါင်းစုစုပေါင်း12ကြိမ်ကျူးလွန်ခဲ့ပြီးလူပေါင်း108ဦးတေဆုံးခဲ့ပါတယ်။အဲ့ဒီထဲမှာတော့အသက်18နှစ်ယောက်ကလေးငယ်28ယောက်အထိပါဝင်ပါတယ်။အကြမ်းဖက်ဆဲအစုက2021ခုနှစ်အာဏာသိမ်းပြီးကတည်းကအယက်သားဖြစ်သူတွေကိုပြစ်မှတ်ထားတပ်ဖြတ်တာ၊လိမ်မိုင်းဆိုင်ရာကျူးလွန်မှုတွေပြုလုပ်တာ လူတို့ရဲ့အိုးအိမ်တွေကိုဖျက်ဆီးတာတွေနဲ့အတင်းအဓမ္မအလုတ်စေခိုင်းမှုတရားလက်လွတ်ဖန်ဆီးမှုနဲ့တခြားလူခွင့်ရချိုးဖောက်မှုတွေကိုကျူးလွန်ခဲ့တာတွေလည်းလက်အလိုက်မှတ်တမ်းတင်ထားခဲ့ပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလထဲမှာပဲအခုတင်ပြခဲ့တဲ့လူခွင့်ရချိုးလွန်မှုတွေအပါအဝင် လူမှုအပေါ်လူခွင့်ရချိုးဖောက်မှုဖြစ်စဉ်ပေါင်း943ခုကိုမှတ်တမ်းတင်ထားနိုင်ခဲ့ပါတယ်။ လာလိုက်ကျူးလွန်မှုမှတ်တမ်းတွေမှာအကြမ်းဖက်ဆဲအုပ်စုရဲ့ကျူးလွန်မှုတွေဟာရပ်တန့်သွားဖို့မဆိုထားနဲ့ကိန်းကနန်တွေမြင့်တက်တဲ့မြင့်တက်လာပါတယ်အကြမ်းဖက်ဆဲအုပ်စုဟာတရားမဝင်ရွေးကောက်ပွဲကိုကြိုးပမ်းနေရတဲ့အမျှမြေပြင်မှာလူမှုအပေါ်အကြမ်းဖက်မှုတွေလည်းစက်တိုက်တွန်းမြင့်လှုံ့ဆော်နေပါတယ်အမျိုးသားညီညွတ်ရေးအစိုးရလူ့ခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကလက်စင်မှတ်တမ်းတင်ထုတ်ပြန်နေတဲ့အကြမ်းဖက်ဆဲအုပ်စုရဲ့ကျူးလွန်မှုတွေဟာဆိုရင် ကင်းကနန်းတွေကြီးတတ်တတ်မဟုတ်ပါဘူးအကျန်းဖတ်ဆဲအုပ်စုတစ်ချိန်မှာအရေးယူတာဝန်ခံရမဲ့တတ်တည်မှတ်တမ်းတွေပဲဖြစ်ပါတယ်ဒါကြောင့်လူခွင့်ရေးဝင်ကြီးဌာနအနေနဲ့အကျန်းဖတ်ဆဲအုပ်စုရဲ့ကျူးလွန်မှုတွေအရေးယူခံရနိုင်မှုအစွမ်းကုန်ကြိုးပမ်းအားထုတ်သွားမှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်